ီကိုရောအားလုံးပဲမင်္ဂလာပါနေကောင်းချမ်းသာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်၃မှတ်ရှိတဲ့ Stuka Hanai PSG Nins Stoke City နဲ့ Sheffield United တို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ Stuka Hanai လို့ပွဲစဉ်ကိုပွဲချုပ်တုံးတက်ပေးမယ်ဒီပွဲစဉ်မှာ Ancient Stuka ကတလုံး40ရှုံး၊၉ပေါင်းက၃လုံး40ရှုံးဆိုမှစတင်ကြီးတွေပေးထားတယ်ဒီနှစ်တင်းရဲ့ဇာတ်အနေထားကိုကြည့်မယ်ဆိုရင် Stuka ကအဆင့်7တက်မှရှိရ42တက်မှ ဟနာရော66မှာတန်းစင်းဆောင်တန်းမှာ20နဲ့နံပါတ်ရှိရပေါ့နော်။ဒါဆိုကျွန်တော်တူရအောင်မှာဆိုဘိုချွန်းနဲ့ခေလပဲကြံတော့တယ်ဒီ3သိန်းကဒီတနေရအတွက်လူရတော့မှာပေါ့နော်။ပြန်ပြန်ဖြည့်ရတော့မယ်ဒီနှစ်တနေရအတွက်လူပြီးမှကျွန်တော်ဘူနက်စ်လီကာ2ကနေတက်လာတဲ့အသင်းနဲ့ပလေးအော့ဖ်ကန်ရမယ်ပုံစံမျိုးမှာရှိရပေါ့နော်။ဆိုဒီနှစ်တင်းရတာပထမအကျော်တော့ကတော့ဒါစတူဂတ်အတင်က31ဆိုတော့ရလာနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိစတူဂတ်အတင်ရအင်ဂွန်းကာရာဖောင်ကိုကြည့်လိုက်မယ်ဆိုရင်၅ဘွယ်လုံးရှုံးထားတယ် ဒါပေမဲ့ဒီအသင်းကဂူးသွင်းနိုင်တဲ့အသင်းတရင်ဖြစ်တာဆိုတာလုံးဝသိကြတယ်ပေါ့ဗျာခံစစ်ကတော့နည်းနည်းညံ့တယ်ဟန်နိုင်ကိုကြည့်မယ်ဆိုရင်ဟန်နိုင်ရဲ့နောက်ဆုံးဆော့ခဲ့တဲ့ကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်ထားတယ်၃ပွဲရှုံးထားတယ်ပေါ့နော်ဒါနိုင်ထားတာတော့ခီလီရဲ့ဘူးပန့်ကရဲ့နိုင်ထားတယ်ပေါ့နော်ဒါရှုံးသွားတာကတော့ဒီဘာကူစင်ဖရန့်ဖို့နဲ့ဘိုင်ယန်တို့ရှုံးထားတယ်ပေါ့ဗျာဆိုဒီနှစ်တဲ့နိုင်ရန်တော့မှဆိုရင်စတူကန်က69 တရေက19ရာခိုင်နော်ဟန်တိုင်းက18ရာခိုင်နော်ဆိုတာပေးထားတာတွေ့ရတယ်။ဒါ wine swap ပေါက်ကြီးတွေကြည့်မယ်ဆိုရင် wine swap မှာဖွင့်ထားတယ် wine to os မှာဆိုရင် stuka နိုင်ကို1.50တရေကို9ကဟန်တိုင်းအနိုင်ကို9ဆပေးထားတာပေါ့နော်။ပြီးလို့ရှိရင်မိနစ်90ဒေါ်လာမှာအနည်းဆုံး3လုံးနဲ့4လုံးကြားမှာဖြစ်မယ်ဆိုတော့ကြီးကိုဖွင့်ထားတယ်။မိနစ်90ဒေါ်လာမှာကျွန်တော် stuka အတင်းအနည်းဆုံး3လုံးလောက်တော့ထည့်မယ်ဆိုတော့ကြီးကိုဖွင့်ထားပါပေါ့နော်။ ။ဟန်နိုင်အတင်းကတော့အနည်းဆုံးတစ်လုံးတော့ရရှိသွားနိုင်တယ်ဆိုတော့ကြေတော့ဖွင့်ထားတယ်ပေါ့နော်။လက်ရှိခြေသွမ်းနဲ့ဆိုရင်ကျွန်တော်တို့ဒါစတုကအတင်းကအပြတ်တတ်နိုင်ပါမလားဒါကျွန်တော်တစ်ချက်စဉ်းစားစရာလည်းရှိတယ်ပေါ့နော်။တိုက်စစ်တော့ကောင်းပါလေ။ဒါပေမဲ့ကျွန်တော်တို့ဒါခံစစ်မနိုင်နေဘူးပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဟန်နိုင်အတင်းကလည်း3.5ခုပေါက်ပြောင်းနေတယ်ပေါ့နော်။ခုပေါက်ပြောင်းနေတဲ့အတင်းတစ်တင်းလည်းဖြစ်နေတာတွေ့ရတယ်ပေါ့နော်။ so ဒီပွဲစဉ်မှာကျွန်တော် body မှာတော့ကျွန်တော် stuck ပဲခြိုက်တယ်ဗောနော် stuck ခြိုက်တယ် stuck body နဲ့ကျွန်တော်ဒါကိုးပေါင်းအပေါ်ခြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ PSG နဲ့ Nice တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ PSG ရဲ့အသင်းကတော့ဒါပြထားတဲ့ body ကြီးကတော့တလုံးတရေကိုးပေါင်းကတလုံးတရေဆိုမှစတင်ကြီးတွေဖွင့်ထားတယ်ဗောနော်လက်ရှိဇေယျအနေထားကိုကြည့်မှဆိုရင် PSG ကတော့ Ligue 1မှာချန်ပီယံဖြစ်သွားပြီပေါ့ဗျာ အဆင့်တက်မှာရှိတယ်နင်းအသင်းကတော့52တမအဆင့်5မှာရှိရပေါ့နော်ဒီနှစ်သင်းရဲ့ပထမအကြော head to head ကိုကြည့်မှာဆိုလို့ရှိရင်တော့11ဆိုတဲ့ရလနဲ့ပြီးဆုံးထားတာတွေ့ရတယ်လက်ရှိ PSG အသင်းရဲ့ Carabao 5ဘွဲကိုကြည့်မှာဆိုလို့ရှိရင်တော့အဲ့ဒါ၄ဘွဲ့9တဘွဲ့စီကြီးပေါ့နော်အခုဆော့တဲ့ဒီချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆော့တာတော်တော်လေးအားရစရာမကောင်းပါဘူးနော်အရာနေနဲ့ထည့်ပြီးဆော့တာပေါ့နော်ကျွန်တော်အန်ဂါရှိမှလီဟာဘရှိမှနန်တက်ရှိမှပေါ့နော် ဒီအတင်းတွေကိုအပြတ်တတ်နိုင်ထားတာမျိုးလည်းမတွေ့ရဘူးပေါ့နော်အခုကြားရမှာဆိုရင်ကျွန်တော် Champion League ကံစရာလည်းရှိတယ်ပေါ့နော်အဆင်နဲ့အတင်းနဲ့တော်တော်လေးသတိထားရမယ့်အချက်တစ်ချက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် Nins ကိုကြည့်မယ်ဆိုရင် Nins အတင်းကလည်းနောက်ဆုံးဆွဲခဲ့တဲ့ Carabao ငါးပွဲမှာဆိုရင်တပွဲနိုင်နှစ်ပွဲသေးရင်နှစ်ပွဲရှုံးပေါ့နော်ဒီအတင်းကလည်းတေချာပေါ့ဂိုးတခုရနိုင်တဲ့အတင်းတစ်တင်ဖြစ်နေတာလည်းတွေ့ရတယ်ပေါ့နော်ဂိုးတခုတေချာပေါ့ရမယ်ဆိုတဲ့အတင်းပါပဲ ့ဒီနှစ်သိန်း head to head ဘိုင်းကိုကြည့်မယ်ဆိုရင်ဒီနှစ်သိန်းဆော့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်တော့ဒါ PSG အသင်းက၃ချိန်နိုင်ထားတယ်၄ချိန်ကတော့ nins နိုင်တယ်၄ချိန်ကသေရချထားတာတွေ့ရတယ်ဗောနော်ဒီနှစ်သိန်းရဲ့နိုင်ဂျီယာနှောင်းတွေတွက်ထားတော့ PSG 64တရီက92 nins အနိုင်က20ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ဗောနော် minus ပေါက်ချေးတွေကိုကြည့်မယ်ဆိုရင် minus 2 odds မှာဖွင့်ထားတယ် body PSG 1.60တေကို9သ Nins အနံကို6ဆပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော် Boosting to Score Yes ထိုးဖို့အကြံပေးခြင်းနဲ့ဗျာပြီးလို့ရှိရင်ကျွန်တော်မင်းနဲ့90အတွက်တမအနည်းဆုံး3လုံးထိရောက်မှာဆိုတော့ခြေဥဖွင့်ထားတယ်ဗောနောပြီးတော့ Nins အတင်းကလည်းအနည်းဆုံး3လုံးလောက်တော့ရပါမယ်ဆိုတော့ခြေဥဖွင့်ထားပါတယ်ဆိုဒီပွဲစဉ်မှာကျွန်တော်ကဗောနောဒါအဓိက5ပေါင်းအပေါ်ကြိုက်တယ်ဗျာ5ပေါင်းအပေါ်ဗောနော3လုံးတည်ရေ5ပေါင်းအပေါ်ကြိုက်တယ် body မှာတော့ကျွန်တော်ဒါ PSG အတင်းကအာကျွန်တော်ထင်တာဒါပြတ်တအနိုင်ရဖို့တော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်တလုံးတည်းအောက်မှာကျွန်တော် nins body နဲ့ goal mount အပေါ်ကြိုက်တယ်။ဘာလို့လဲဆိုတော့ champion league ကံစရာရှိရပေါ့နော် Paris ရဲ့အင်ဝင်းဆိုတာကမှန်တယ်ဒါပေမဲ့ကျွန်တော် nins body ပဲကြိုက်တယ်ဒီပွဲစဉ်မှာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါ Stoke City နဲ့ Sheffield United တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ ဘော်ဒီဈေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ stock city ရဲ့ level 30ရှုံးနဲ့ကိုပေါင်းနှလုံး60ရှုံးတော့မှစတင်ကြီးတွေပေးထားတာတွေ့ရတာပေါ့နော်ဒီနှစ်သိန်းရလက်ရှိဇေယအနေထားကိုကြည့်မယ်ဆိုလို့ရှိရင် ancient stock city ရအဆင့်7ခုမှရှိတယ်90မှပြီးလို့ရှိရင် sheffield united ကအဆင့်3မှရှိတယ်86မှပေါ့နော် sheffield united ကတော့ကျွန်တော်ဒါ premier league playoff playoff ကံဘူးပေါ့နော်ကျွန်တော်ဒါအဆင့်3မှရှိနေပြီပေါ့ဗျာ ူအောက်မှာဆိုရင် Sunderland ရှိမယ် Brighton ရှိမယ် Coventry ရှိမယ်ဗောဗျာအဆင်ဆင်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကြောတော့ကတော့ကျွန်တော်တို့ဒါ Sheffield United က2-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိ Stoke City ရဲ့ Carabao ငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်နှစ်ပွဲတည်ရတပွဲရှုံးထားတယ်ပေါ့နော်အရှုံးထားတာ Leeds United ကို6-0နဲ့အဝေးခွင့်မှာရှုံးထားတယ် Stoke City ကအိမ်ခွင့်မှာပုံငိမ့်တာကိုတွေ့ရတယ်အဝေးခွင့်နဲ့ဆိုင်ပေါ့နော် ရှဖီယူနိုက်တက်ကိုကြည့်မယ်ဆိုရင်ရှဖီယူနိုက်တက်ရဲ့လက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့တပွဲနိုင်၄ဘွဲတောင်ရှုံးထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရကျွန်တော်နိုင်ဂျီယာနောင်းတွတ်ထားတာကတော့စတုတ်က30ရာခိုင်နှုန်းပေါ့နော်တရီက30ရာခိုင်နှုန်းရှဖီယူနိုက်တက်က40ရာခိုင်နှုန်းဆိုမှတွတ်ထားတာလည်းတွေ့ရတယ်ပေါ့နော် wise to osma ကြည့်မယ်ဆိုလို့ရှိရင်တော့ဖွင့်ထားတဲ့ ဒါကျွန်တော် Stoke City အနိုင်ကို2ဆခွဲတရီကို3ဆခွဲနဲ့ Sheffield United ကိုကတော့3ဆလောက်ပေးထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ရှင်ကျွန်တော်မိနစ်60တော်တက်မှာအနည်းဆုံးနှလုံးတော့တော့ဖြစ်မယ်ပေါ့နော်နှလုံးနဲ့တောင်းလုံးကြားနဲ့ဖြစ်မယ်ဆိုတော့ခြေဥဖွင့်ထားတယ်။ Stop City ကတော့အနည်းဆုံးတစ်လုံးလောက်တော့ရသွားမယ်ဆိုတော့ခြေဥဖွင့်ထားတယ်ပေါ့နော်။ Sheffield United လည်းအနည်းဆုံးတစ်လုံးလောက်တော့ရသွားမယ်ဆိုတော့ခြေဥဖွင့်ထားတယ် ဒီပွဲစဉ်မှာကျွန်တော် body မှာ ancient stoke city ကြိုက်ပါတယ်ပြီးရင်ဂိုဘောင်းအောက်ကိုကြိုက်ပါတယ်ဘောနော်ဒီနေ့ကျွန်တော်ရွေးချယ်ထားတာ stukana ဂိုဘောင်းအပေါ်ဘောနော် nins နဲ့ဂိုဘောင်းအပေါ်အာ stoke နဲ့ဂိုဘောင်းအောက်ဘောနော်ဒီတုံးပွဲရွေးချယ်ထားပေးတယ်ဘောနော်ညီကိုတော့အောင်အဆင်ပြေကြပါစေဘောလုံးပွဲလည်းပေါ့ချပါစေနေကောင်းချမ်းသာချမ်းသာကြပါစေဗျာ